တနင်္လာနေ့ဇူလိုင်26 1943ချစ်တော်ကစ်တီမနေ့ကတော့ပြည်တန်ခတ်တန်ဘုံကျဲတန်တွေနဲ့ဆူညံနေခဲ့တယ်။ထိတ်လန့်တုန်လှုပ်စရာမဖြစ်တဲ့နေ့ရေလို့မရှိတော့ဘူးလားလို့မင်းကမေးတင်နေပါပြီ။မနေ့စာစားနေတော့ပထမတတိပေးတန်ကြားရတယ်။ဒါပေမဲ့လေရင်တွေကန်းချီကိုဖြတ်ကျော်နေပြီဆိုတဲ့သဘောတော့ပဲကိုတို့ကထင်လိုက်တယ်။နက်နက်စာလဲစားပြီးရောကိုဟာကျောဖက်ကနာရာနဲ့ တနာရီလောက်သွားလဲနေပြီးအောက်ထက်ကိုဆင်းလာခဲ့တယ်။အဲ့ဒီတော့နှစ်ချက်ထိုးလောက်ရှိနေပြီ။မာကော့ချ်ယုံအလုတ်ကနနာရီခွဲလောက်မှပြီးတော့အချက်ပြည့်တဲ့တွေစကြားရတဲ့အခါသူ့ပစ္စည်းပစ္စည်းရဘာမှမယူရသေးလို့ကိုနဲ့အတူအော်ထက်ကိုပြန်တက်လာတယ်။အော်ထက်ရောက်လို့မှ9မိနစ်မကြာသေးဘူး။ပြန်လိုက်ခတ်လိုက်ကြတာကိုတို့လည်းစဉ်ကြံမှရက်နေရတယ်။တအိမ်လုံးလဲတုံးတုံးနေတာပဲ။ဘုံတွေကလည်းကြာလို့ပေါ့။ အရေးအကြောင်းပေါ်လို့ပြေးရရင်အစင်သစ်လှုပ်ထားတဲ့အိတ်ကိုကို့အနားမှာယူထားလိုက်တယ်။တကယ်လို့ထွက်ပြေးရင်လဲကို့အလိုချင်ဆုံးပစ္စည်းလေးတွေကိုယူသွားနိုင်အောင်လို့ပေါ့။ဒါပေမဲ့အကြောင်းတော်လို့ဒီနေရာကနေထွက်ပြေးပြန်ရင်လဲကိုတို့ပြေးရမယ့်လမ်းဟာလေချောင်းထက်တောင်းမှဘေးအန္တရာယ်များတဲ့လမ်းဖြစ်နေအောင်ပါ။ဒီကိစ္စတွေဟာနိုင်ယူဝက်လောက်အကြံပါပြီးသွားတယ်။ဒါပေမဲ့အိမ်ထဲမှာတော့ပြာရခတ်နေကြတော့ပဲ။ပီတာကအပေါ်ဆုံးထက်ကိုကသူ့မျိုးစင်ကပြန်ဆင်းလာတယ်။ ဒူဆဲကတော့ယုံခံကြည်တယ်မှာမစ်ဖန်တန်ကတီးတန့်ယုံခံတယ်ဝင်ခိုးနေပြီမစ္စတာဖန်တန်ကအခြေအနေကိုစောင့်ကြည့်နေတော့ကိုရိုညီအမကတော့လူစုခွဲလိုက်တယ်ကိုကစိတ်ကမ်းဘက်ကမိခိုးလုံးကြီးတွေကိုကြည့်ဖို့အပေါ်ထက်ကိုတက်လာခဲ့တယ်ညစာစားချိန်ကျတော့တခါလေချောင်းရံကအချက်ပေးပြန်ပါယောထမင်းကစားလို့ကောင်းနေပြီမင်းအချက်ပေးတယ်ကြာယောကို့မှာစားနေတာတွေဘယ်ရောက်ကုန်မှမသိတော့ဘူး ဘာမှတော့မဖြစ်ပါဘူး45မိနစ်လောက်ကြာတော့အားလုံးပုံမှန်အတိုင်းပြန်ဖြစ်သွားတာပါပဲစားတော့ပြီးလို့စေးကျုံနေတော့ဟောနောက်တစ်ခါအချက်ပြေးတဲ့ထထားရပြန်ပါလိယောလွန်လာကြလားလို့ကိုတို့ကြီးတွားမိပြီမေဘာအရာရောက်ပါလဲလီရင်တွေကအများကြီးလာပြီးဘုံဘိုးရွာကြတာပဲဒီတစ်ခါတော့ Unstudent လေးစိလို့ပြောတာပဲလီရင်တွေဟာထိုးချလိုက်ပြန်တက်လိုက်နဲ့ဆက်တန်ကြီးတွေကိုတားနေရတယ် ဒီလိုကြားရတာဟောတစင်းတော့တက်ပြန်ပြီတစင်းတော့ချပြန်ပြီလို့ကိုကတွေးမိတယ်။ည9နာရီလောက်အိမ်ရောက်ဝင်တဲ့အချိန်အချောက်ကမပြေသေးဘူး။12နာရီထိုးတော့တခါပြန်နှိုးလာရော။လေမြန်တွေကလာပြန်ပြီလေ။ပြက်ခတ်တန်တွေကိုကြားရတာနဲ့တပြိုင်နဲ့ကိုလဲအိမ်ရာကနေခုန်ထားလိုက်မိတာပဲ။ဖိဖိအနောက်မှာနာနာရီလောက်ကြာအောင်သွားနေနေရတယ်။နောက်ပြက်တန်ခတ်တန်တွေရက်သွားတော့မှကိုလဲအိမ်ရာဝင်ခဲ့တယ်။နှစ်ချက်ခွဲနေပြီ။ မနေ့ခုနှစ်နာရီမှနိုးတယ်။မစ္စတာဖန်တန်ကတော့ဖီဖီနဲ့ဘာတွေပြောနေတယ်လဲမသိဘူး။တခိုးရည်အကြောင်းကိုပထမဆုံးလို့တွေးမိတယ်။မစ္စတာဖန်တန်ပြောနေတဲ့အထဲမှာအကုန်လုံးပဲဆိုတဲ့စကားလုံးပါတယ်။တခိုးရည်ကများအကုန်လုံးခိုးသွားတာကိုပြောတာလားလို့ကိုကထင်နေတယ်။ဒါပေမဲ့မဟုတ်ဘူး။ကြားရတဲ့တဲ့င်းကတဲ့င်းကောင်းလေး။လာပေါင်းများစွာဒါမှမဟုတ်စစ်ဖြစ်နေတဲ့နှစ်ပေါင်းများစွာအတွင်းမကြားခဲ့ရတဲ့တည်င်းမျိုးပါ ဒါကပါလေဆိုတော့မူဆိုလီနီနှုတ်ထွက်သွားပြီအီတလီဘရင်ကအစိုးရအဖွဲ့ကိုချုပ်ကန်လိုက်ပြီဆိုတဲ့သတင်းပါပဲကိုရုကတော့ပျော်လွန်းလို့ထခုံမိကြတယ်မနေ့ကဆိုတနေ့လုံးကြောက်စရာတွေကြီးတွေ့ခဲ့ရပြီပြီဒီနေ့ကျတော့ကောင်းလာပြန်ရောညှို့နှင်းချက်ရှိစရာဖြစ်လာပြန်ရောပြဿနာတွေပြီးစီးဖို့ညှို့နှင်းချက်ငြိမ်းချမ်းရေးညှို့နှင်းချက်တွေပေါ့မစ္စတာကရာဂါလကလာပြေးစကားပြောနေတော့လေချောင်းရံအချက်ပေးတန်ကကြားရပြန်တယ် ိုကလည်းကြောက်လိုက်တာတုံးလို့တိတ်လည်းပင်ပန်းနေတာပဲအီတလီကသတင်းတွေကြားရတဲ့အတိုင်းသာဆိုရင်ဒီနှစ်ထဲတွင်ပြီးစီးလိုက်မယ်လို့မျော်လင့်ရတာပဲမင်းရဲ့အန်နာဇာတပတိဇူလိုင်29 1943ချစ်တော်ကီတီမစ်ပန်ဒန်ဒူဆဲလ်နဲ့ကိုရိုဟာစေကျော်တိုက်ချွတ်နေကြတော့ကိုရိုတိတ်ကိုတိတ်ဆိတ်နေလိုက်မိတယ် ဒါဟာကို့မှာဖြစ်တော့ဖြစ်ခဲမို့သူတို့ကလည်းတတိပြုမိမှာသိကြတယ်။ပြဿနာတွေကိုရှောင်နိုင်အောင်ဆိုပြီးကိုကတခြားစကားတွေကိုမပြောတော့ဘဲအခြားတစ်ဖက်ကဟန်နရီဆိုတဲ့စာအုပ်အကြောင်းကိုသာပြောမိတယ်။ဒါပေမဲ့မရပါဘူး။မစ်ဖန်တန်ကအရင်ဆိုင်ရင်ဆာမဆိုင်ရင်မစတာဒူဆဲကစာရာပဲ။ဒီစာအုပ်ဟာအင်မတန်ကောင်းတဲ့စာအုပ်ဆိုပြီးမစတာဒူဆဲကကိုရုတ်ကိုပြောခဲ့ဘူးတဲ့။ကိုနဲ့မာကော့တ်ကလည်းကောင်းချောင်းကိုသိပါတယ်။ လူငယ်လေးရဲ့တရုတ်ကိုပေါ်အောင်ရေးထားပေးပါတယ်။တခြားအကြောင်းတွေကိုတော့ထားလိုက်ပါ။ကိုကလည်းတလောက်ပဲပြောနေတော့ပြဿနာကပေါ်လာတော့တာပဲ။လူတယောက်ရဲ့စိတ်ဓာတ်ပေတော့ကိုမင်းဘလို့နားလည်နိုင်တယ်လေ။ခလေးတယောက်အကြောင်းဆိုရင်တာမခက်ပေဘူးလား။ဒီလိုစားအုပ်မျိုးကိုဖတ်ဖို့မင်းကတိတ်ငယ်ပါသေးတယ်။ဘာဖြစ်လို့လဲဆိုတော့အသက်20လောက်လူတယောက်တောင်ဖတ်ဖို့သဘောပေါက်နိုင်တာမှမဟုတ်ပဲ။စသည်ဖြင့်ဒူဆဲလ်ကရှော့ပြောနေတယ်။ဒါဖြင့် ဘာဖြစ်လို့မာဂေါ့နဲ့ကိုကိုဖတ်ဖို့သူကထောက်ခံခဲ့ရတာလဲအခုတခါဒူဆဲနဲ့မစ်ဖန်ဒန်ဒိုကဆက်ပြောနေပြန်တယ်မင်းနဲ့မတင်လို့ရကိစ္စအများကြီးကိုမင်းဟာအများကြီးသိလွန်နေတယ်လမ်းလွှဲလိုက်ပြီးကြီးကောင်ဝင်လာတာမင်းပဲနောက်အသက်ကြီးလာတဲ့အခါဘာကိုမှသိတော့မှာမဟုတ်ဘူးအဲ့ဒီအခါကျတော့ဒါရီကိုစောက်ထဲမှာဖတ်ဖူးတာအနည်း20လောက်တောင်ရှိခဲ့ပြီလို့မင်းပြောမှသိကြတယ်။ယောက်ျားတေယောက်ယောက်လိုချင်လို့ပဲဖြစ်စေ ရည်စားထားခြင်းလိုပဲဖြစ်စေမင်းစိတ်တိုင်းကြဘာတစ်ခုမှဖြစ်မှာမဟုတ်ဘူးစာတွေ့မှာတော့မင်းဟာတော်တော်ကိုဟန်နေပြီလက်တွေ့တာလူနေတာကောင်းကောင်းမွန်မွန်အရွယ်ရောက်လာဖို့ဆိုတာသူတို့စိတ်ထဲမှာကိုယ့်ရဲ့မိဘကိုအမြဲဆန့်ကျင်နေမှဖြစ်မယ်လို့သူတို့တွေးတောဟန်တူရဲဘလောက်ခက်တယ်လဲကိုကိုအယူလို့ရကောင်းလားလို့သူတို့နှစ်ယောက်စလုံးမျက်နှာကိုရိုက်ပြစ်ချင်စိတ်ပေါက်လာတယ်။တနေ့လုံးကိုဟာစိတ်ညစ်နေရတယ်။ ဒီလိုလူစားမျိုးတွေကြားကရုံထွက်လုံမြောက်ဖို့လေစူးစမ်းမိပါရဲ့ Miss Fenton ကလည်းတော်ပါပြီလေနမူနာကောင်းပြတ်တက်တယ်လေသူဟာချက်တွန်းနေကိုချိုးကြည့်တယ်ကောက်တယ်ကို့အတွက်ပဲကိုတွက်တယ်မတည်ငြိမ်ဘူးဆိုတာအများသိကြပြီပြီမာနာကြီးတယ်ဘုံဝင်မြင့်နေဆိုတာဒီစီးရင်ထဲမှာကိုကထတ်ထဲ့လိုက်အောင်မယ်သူဟာတကယ်ကိုပြောမဖြစ်တဲ့ဘယ်လို့မှတဘောတူစရာအเจ้าမမြင်နေမိမ့်ပါပဲ တနေ့တော့ဒီအမျိုးသမီးကြီးအကြောင်းကိုတခန့်တနာကိုမရေးနိုင်ဘူးလို့ဘယ်သူပြောမလဲလူတိုင်းလူတိုင်းဟာအပေါ်ရန်တော့ရွှေမုံကျဲထားနေတာကြီးပဲအထဲကသာနောက်ချီခံထားရင်ခံထားကြတာ Miss Fenton ဟာသစိမ့်တရံတွေအထုတစ်ဖြစ်ရောက်ကြားတွေအပေါ်မှာတိတ်ရင်နေကျွမ်းဝင်တာပဲဒါကြောင့်သူ့ကိုခဏကလေးတည်ယုံနေတော့သူ့အမားတွေအများကြီးကိုတွေ့နိုင်တယ်မမေကတော့သူ့နဲ့ပတ်သက်လို့ပြောနေရင်လေကုံယုံပဲတဲ့ မာကော့ကလည်းသူ့ကိုသိအရေးမထားဘူးဖဖေကတော့အယုတ်ဆိုးလေတဲ့အစင်းမဲကြည်ကြည်အချင်းမဲကြည်ကြည်ကိုကအသေးအချာလှိလာကဲခတ်ပြီးမှဝန်တိုစိတ်ကင်းကင်းနဲ့ပြောရရင်ဒီမိမကြီးဟာတုံးလို့ကိုမရဘူးလို့ဆိုကျင်တယ်တလောက်အရေးအချင်းဆိုးတွေများနေတာမင်းရဲ့အန်နာမတ်ချက် ဒီဇလန်းကိုရေးတဲ့အခါစာရေးသူဟာသူ့ရဲ့ဒေါသတွေမအိမ်ငိမ့်သေးဘူးဆိုတာကိုစာဖတ်သူကထည့်သွင်းစဉ်းစားလို့ရပါတယ်။အင်္ဂါနေ့ August 3ရက်1943ချစ်တော်ကစ်တီနိုင်ငံရေးသတင်းတွေကတော့ကောင်းလာတယ်။အီတလီမှာဖက်စစ်ပါတီကိုပိတ်ပင်လိုက်တယ်တဲ့။ဖက်စစ်တွေကိုနေရာတိုင်းမှာပြည်သူတွေကတိုက်နေပြီ။တိုက်ပွဲမှာစစ်တပ်ကတော့ပါနေတယ်တဲ့။ ဒီလိုတိုင်းပြည်မျိုးကမြောင်အင်္ဂလန်ကိုစစ်ပြုတ်နိုင်မတည်လားကိုရောကတော့တတိယအကြိမ်ဒီချောင်းကတိုက်တာကိုခံရပြန်ပြီကိုကိုကိုရေးစေးတင်တဲ့အနေနဲ့အန်ကျိတ်ထားမိတယ်။ကျောင်းမက်ဖွဲရတော့အဆုံးတက်မှုမျိုးဟာလုံးဝအဆုံးမတက်တာထက်စာရင်တော့ကောင်းသေးတယ်ဆိုတော့မစ်ဗန်တန်ရဲ့လက်သုံးစကားဟာအခုတော့ကိုရောအားလုံးကိုတရေပေါ်ကြောင်အောင်လုပ်နေတာပဲ။မစ်ဗန်တန်ဟာဒီမနေ့ဆိုရင်ကြောက်လွန်းလို့တုန်နေပြီ။ငိုတော့ငိုတယ် ရက်တပတ်တပတ်လုံးလုံးရံဖြစ်ထားခဲ့တဲ့သူ့ယောက်ျားကသူ့ကိုချုံမော့နှစ်သိမ့်နေတော့မစ္စဗန်တန်ရဲ့မျက်နှာကိုကြည့်ရတာကို့အတွက်တော့စိတ်ကူးရင်စရာလိုပဲကြောင်မွေးရတာအကျိုးရှိတယ်အကျိုးမရှိဘူးဆိုတာကိုတို့ကြောင်မူရှိကတာရကပြနေတယ်တအိမ်လုံးမှာကြောင်တန်းတွေဘွားလို့မစ္စတာကူဖစ်က6ຫນိုင်းတောင်းတိုင်းကိုစေးမုတ်တွေဖြူးပေးပေမဲ့ကြောင်တန်းကတော့မဖြုံပါဘူးအားလုံးရဲ့လက်မောင်းတွေခြေထောက်တွေ ကိုနေရအနှံ့ပြောင်းပါကြောင်တန်းကြိုက်တာကိုခံနေကြရတယ်။ဒါကြောင့်ကိုရောဟာအာကစားလီကျင်ခန်းတွေလှုပ်ပီးနေရတယ်။ဒါပေမဲ့အာကစားလီကျင်ခန်းမလှုပ်တာကြာတော့ခေါင်းကိုယ်တော်ဖြောင်ဖြောင်တန်းတန်းမလှည့်နိုင်ကြဘူးလေ။မင်းရဲ့အန်နာဟုတ်တဟူနေ့ဩဂတ်စ်၄ရက်1943ချစ်တော်ကစ်တီအခုကိုရောဟာ ရုပ်ဝတ်ခန်းဆောင်မှာရောက်နေတာတနစ်ကျော်သွားပြီဆိုတော့ကိုတို့နေရထိုင်ရတဲ့ဘဝတချို့ကိုမြင်သိပြီးပြီနော်။ဒါပေမဲ့တချို့ကတော့ဖော်ပြစရာတော့မကောင်းဘူး။တမန်အချိန်တမန်လူတွေနေရထိုင်ရတာနဲ့အင်မတန်ခြားနာတာမို့ပြောစရာတွေကအများကြီးပဲ။ဒါပေမဲ့ကိုတို့ရဲ့ဘဝအထွေထွေကိုမင်းပိုပြီးနိကအောင်တိဖို့အတွက်တမန်နေ့တနေ့အကြောင်းကိုလည်းထပ်ပြီးရေးပြရအောင်မေ။တနေ့ညနေကညကနေကိုစပြောပြမယ်။ည 9နာရီရုပ်ဝတ်ခန်းဆောင်မှာအဲ့ရဝင်ချိန်ပေါ့ဒီလိုအဲ့ရဝင်ချိန်ဆိုရင်အလုတ်ကြီးအလုတ်ကျဲတွေစကြရရတယ်ကလထိုင်တွေကိုရွှေ့ရရတယ်နေရန်ကအဲ့ရတွေကိုထားရတယ်စောင်းတွေကိုဖြန့်နေခင်းဖက်ကအရာတွေတခုမှမကြံစေရဘူးကိုကတော့အလျားတမီတာခွဲတဲ့ပိုမရှိတဲ့နေရန်ကခုံတန်းရှိလေးမှာအိတ်တယ်ဒါကြောင့်ကလထိုင်နဲ့ဆက်ရတယ် နှစ်ခင်းဖက်မှာဆိုရင်သူဆဲရဲ့အိမ်ယာမှာသွားပုံထားရတဲ့အခင်းတွေဆောင်းတွေခေါင်းအုံးတွေကိုပြန်ယူရတယ်။တစ်ဖက်ခန်းကကြောက်စရာအတန်ကိုလည်းကြားရတယ်။ဒီအတန်ကတခြားမဟုတ်ဘူး။မာကော့ချီရဲ့ခပ်ကတင်ကိုဆွဲထုတ်တဲ့အတန်။အပေါ်ထက်ကအတန်ကလည်းမိုးကျူးပြစ်တန်လို့ပဲပြင်းထန်တယ်။မစ္စဖန်တန်ကတင်ကညီတန်လေးသူ့ကတင်ကိုဗရင်ပေါက်ဖက်ကိုဆွဲပြီးရွှေ့ရတယ်။ဒါမှ ပိုင်းရောင်ညောင်ဖို့အင်ဂျီဆင်းရဲထားတဲ့ထိတ်ခေါင်တင်ဘေးရမကြီးရဲ့ရွှေနှခေါင်းတော်ကလေကောင်းတွေတန့်ကိုရတော်မူမှာကိုပိတအလက်ပြီးတော့ကိုလက်စေးကျောတုတ်တင်တဲ့အခန်းကလေးတဲကိုကိုဝင်နေကိုကိုကိုစေးကျောတုတ်တင်နေတခါတည်းရင်ပူတဲ့အပတ်ပူတဲ့လတွေမှာဆိုရင်ရေပေါ်မှာကြောင်တန်းကလေးတွေဘောလုံးပေါ်နေတတ်တယ်။နောက်ပြီးတော့သွားတိုက်စပင်ကောက်လက်သေးဆိုးပြီးမှတခါကိုရဲ့ချီအိတ်အခင်းတွေကိုအမွေတွန်းအောင် hydrogen peroxide အရေထဲမှာနှိအဲ့ဒီအလုပ်အားလုံးကိုနာယီဝက်အတွင်းမှာအပီးလောက်တာပဲ9နာယီခွဲအဝတ်မြမြလေးလက်တစ်ဖက်ကစပြားကိုကင်တခြားတစ်ဖက်ကစပင်းတွေစက်ညက်တွေကိုကောက်စပင်းညက်တဲ့ပစ္စည်းတွေကိုကင်ပြီးရေချိုးခန်းကမြမြထွက်တာပဲဒါပေမဲ့ဘယ်တော့မစူကိုကိုနောက်တစ်ခါထထခေါ်တာခံနေရတယ်။ဘာဖြစ်လို့လဲဆိုတော့စပင်းမွေးတွေဟာအမြဲတမ်းလက်စိတ်ခွတ်ထဲမှာတင်ကျန်နေခဲ့ပြီ။ အဲ့ဒီလိုစပင်မွေးတွေဂျန်နေခဲ့တာကိုလေနောက်လူကဘယ်တော့မှယူမပစ်ချင်လို့ပေါ့ဟောစေနာကြီးလေးတွေမိတ်ပြီကောင်းတော့ညပဲအနည်းဆုံး15မိနစ်လောက်တော့ကတင်တွေက တမြင်မြင်နဲ့ပဲကျိုးပဲ့နေတဲ့စပရင်တွေကတကြွိကြွိနဲ့ပြီးတော့အားလုံးငြိမ်သွားတာပဲတကယ်လို့အပေါ်ထက်ကကိုရုအိမ်ကြီးချင်းတွေကအဲ့ရတဲ့ပါရံမဖြစ်ခင်ရင်ပေါ့လေ၁၇နာရီခွဲရေချိုးခန်းတကားပြီးပြီ အခန်းထဲကိုအလင်းရောင်ဒန်းကလေးဝင်နေတယ်။ဖနက်တန်နေတဲ့အတူရက်ချောဝအင်ဂျီထက်ကြီးတဲ့ကောက်အင်ဂျီကြီးကိုဝုတ်ပြီးမတ်စတာဒူဆဲဟာကလာရာယုံခန်းထဲမှာအလုပ်လုပ်နေရကနေပြန်လာတယ်။ဂျမ်းမြင်ကို7မိနစ်လောက်တရှဲရှဲရှတ်တိုက်စက်ကူရီကိုတကြွတ်ကြွဆုပ်ဆုံပြရမယ့်ပစ္စည်းတွေလေ။ပြီးတော့အဲ့ရခင်နာပဲ။ဒီနောက်သူဟာပြတ်သွားပြီ။အင်တာဖက်ကမတင်ကားစရာကောင်းတဲ့အတန်တွေကိုတစ်ခါတည်းရန်ကြားရတာပဲ။ သုံးနာရီကိုကတင်အောက်ကတတ္တူဦးရဲမှာအလုလုဆရာရှိတာနဲ့ကိုခဏထားရတယ်။ယူထွက်ပောက်ထွက်ကုန်ရင်ကိစ္စများမှာစိုးလို့ဒီအိုးကိုရောဘာပြားပေါ်တင်ထားရတယ်။အိုးရဲကိုကြတဲ့အတန်ကတောင်ပေါ်ကချောင်းရီကြတယ်လို့နေတာမို့ဒီလိုအလုလုတိုင်းအမြဲတမ်းကိုအသက်ကိုတောင့်ထားရတယ်။ဒီနောက်အိုးကိုနေရာတကျပြန်ထားပြီးညှက်လိုက်တဲ့ညှက်ဝအင်းကြီးရဲ့လို့မာကော့ကတ်က ညနေတိုင်းညီထွားနေရတဲ့ညဝအင်ဂျီကိုဝတ်ထားတဲ့အဲ့ဒီတတန်တစ်ခုဟာအသာအရာသူ့အိမ်ယာရဲကိုဝင်သွားတာပဲ။နောက်တစုံတစ်ယောက်ဟာအိမ်ယာရဲမှာ15မိနစ်လောက်နေနေရင်ညရဲ့အတန်တွေကိုနားထောင်ရတယ်။ပထမတစ်ချက်ကအောက်ထပ်ကသခိုးဝင်မဝင်နောက်ပြီးတခြားအိမ်ယာပေါ်အပေါ်အထက်နားကတကားနဲ့ကို့အခန်းကိုများသခိုးဝင်မဝင်တအိမ်လုံးအိမ်မောကြနေကြရင်ကို့အခန်းကနေပြီးတစုံတစ်ယောက်ဟာထွက်သွားနိုင်တယ်။ နောက်တစ်ခုကတော့စိတ်ပြက်စရာအတိပဲအထူးသဖြင့်ဒူဆဲလ်အမည်ရှိအိမ်သားတစ်ယောက်နဲ့ပတ်သက်လာရင်ပေါ့ပထမအချက်ငါးတကောင်အနမ်းမရအသက်ရှူသန်းလို့အတန်ကိုကူချားနေရတယ်ကိုးချိန်ကနေ၁ချိန်လောက်အထိထပ်ခါတလဲလေးနဲ့နောက်တော့ကတင်ပေါ်မှာလူလှိမ့်တဲ့အတန်းသွားကြိတ်တန်းကတင်ပေါ်မှာစောက်ထိုးပြောင်းပြန်ဖြစ်တဲ့တွေစက်တိုက်ပေါ်လာတာပဲ။ 9မိနစ်လောက်ကောင်းကောင်းကြီးငြိမ်သွားပြီးတော့နောက်ထပ်အလားတူအဖြစ်မျိုး3ချိန်လောက်ဖြစ်ပြန်ရောဆရာဝန်အိတ်မပြောမချင်းပေါ့လေမနေ့တနာရီကနေ၄နာရီအကြာလောက်မှပြစ်တံခတ်တံတွေကိုကြားရတတ်သေးတယ်။တခါတလေအချင်းဖြစ်နေတော့အဲ့ရဘေးမှာထရက်နေမိပြီးမှဒီပြစ်တံခတ်တံတွေကိုတေးသေးချာချာကွဲကွဲပြားပြားသိလာတယ်။တခါတရံတော့လေကိုဟာပြင်သစ်ဘာသာကကရိယာတွေအပေါ်ထက်ကရံဖြစ်တာတွေကိုတော့အိမ်မက်မက်တယ် ပြက်တန်ခတ်တန်တွေကိုတော့ကြားတာနဲ့တပြိုင်နက်ကိုကတော့ခေါင်းအုံကလေးကိုပိုက်ပြီးဖဖေစီကိုအသာရှိုးပြီးထွက်ခဲ့တော့တာပဲဖဖေကတဲ့ပေါ်ရောက်ရင်အကြောက်ပြေရောပြက်တန်ခတ်တန်တွေကတိတ်မဆိုးလာဘူးဆိုရင်ပေါ့လေ6နာရီ45မိနစ်နာရီကအချက်ပေးတန်ဟာတနေ့လုံးအချိန်မရွေးပေါ်လာတတ်တယ်တချို့ကဒီအချိန်တချို့ကဟိုအချိန်မိရာနဲ့တပြိုင်နက်မစ်ဖန်တန်ကပိတ်လိုက်တာပဲမစ္စတာဖန်တန်ကလည်းနိုးပြီး ရေချိုးခတဲ့ကိုအရှင်ပြင်းပြင်းနဲ့ထွက်သွားတာပဲ9နာရီ15မိနစ်တကားမြေတန်းတွေထွက်လာပြန်ပြီဒူဆယ်တယောက်ရေချိုးခန်းကိုဝင်လိုက်ပြီကဲဒါနဲ့ပဲရွက်ဝက်ခန်းဆောင်ရဲ့နှစ်သက်ဟာစတင်ပါပြီမင်းရဲ့အန်နာဇာတပတိနေ့ဩဂတ်စ်5ရက်1943ချစ်တော်ကီတီဒီနေ့ကိုနေ့လယ်စာစားချိန်အကြောင်းပြောမယ် စက်နှစ်နာရီခွဲလူအားလုံးစုယုံကြပြီကောင်းလောင်ယုံဆောင်ကောင်းလေးကဒီချင်းဆိုအိမ်ပြန်သွားပြီဆိုတော့ Miss Fenton ရဲ့တခုတီတော့လှပတော့ကောစောပေါ်ကဖုံဆုပ်ဆက်အတန်ကိုကြားရပြီ Marcot ကတော့ Dutch သင်္ကန်းစာတက်ဖို့စာအုပ်ကိုချိန်ချာညပ်ပြီးထွက်သွားတယ်ဖဖေကတော့သူ့အကြိုက်ဆုံးတစ်ကင်းရဲ့စာအုပ်ကိုကိုင်းပြီးတနေရရာတချောင်းချောင်းမှာအင်းကြီးမှုကိုရှာနေလေရဲ့မေမေကတော့အပေါ်ထက်ကဝရိယကောင်းတဲ့ပင်ရှင်မကိုသွားကူပြီး ိုကတော့ရေချိုခန်းလေးကိုဝင်လာပဲ7နာရီ45မိနစ်လူတွေတခွဲခွဲရောက်လာကြရောပထမမတ်စတာဗန်စန်တင်နောက်ကိုဖစ်တုံဟုတ်ဂရာဂါအဲ့ဒီနဲ့တခါတည်းရမြရတို့ပေါ့တနာရီရေဒီယိုအသေးလေးနားမှာဝိုင်းတိုင်းပြီး BBC ကိုနားထောင်တော့တာပဲအဲ့ဒီအချိန်ဟာမြို့ဝက်ခန်းဆောင်ကအဖွဲ့ဝင်တွေတူးကိုတူးအနောက်အရှင်မပေးတဲ့အချိန်ပဲတနာရီ15မိနစ် ဝေစုတွေခွဲကြပြီအရုပ်အလက်အမျက်မယွေးဟင်းချိုတပကန်စီရကြတယ်ပူတင်းလည်းရတယ်မစ္စတာဗန်ဆန်တေဟောင်းဆိုရင်စာရေးစပွဲကိုမိထားရင်ဝမ်းတာနေတာပဲသူ့နားမှာတင်းစားရင်ကြောင်ရင်လက်ဖက်ရည်ခွဲရင်ဝိုင်းနေတတ်တယ်အဲ့ဒီသုံးမျိုးထဲကတစ်မျိုးမျိုးပင့်နေရင်သူကလောင်ခေါ်တာပဲကိုဖစ်ကမြို့ရဲကနောက်ဆုံးတင်းတွေကိုပြောပြတယ်သူဟာတကယ်တဲ့တင်းရတဲ့သူပါပဲဂရာဂါကတော့ လက်ဖွားနှစ်ဖက်ကိုပုတ်ကတက်ကနဲ့အပေါ်ထက်ကိုတက်သွားရောသူ့ရဲ့ဟန်ပန်ကိုကြည့်ရင်သူစိတ်ကောင်းဝင်နေသလားစကားဖောင်နေပြီလားဒါမှမဟုတ်စိတ်ဆိုးနေပြီလားငြိမ်နေပြီလားဆိုတာကိုသိနိုင်တယ်တနာရီ45မိနစ်စပွဲကလူတိုင်းထားပြီးကို့အလုပ်ရှိရာကိုကိုသွားကြတယ်မာကော့နဲ့မီမီကဆေးကြောမစ္စတာဖန်ဒန်တို့လင်မယားကသူတို့အခန်းပီတာက အထက်ထက်ကိုတက်ဖီဖီကအောက်ထက်ကအခန်းဒူဆဲလ်က ူအိယာအဲ့နာကတော့သူ့အလုပ်ခင်ပေါ့လေဒီနောက်အတဲ့အိတ်စိတ်ဆုံးအချင်းကိုရောက်လာတာပဲလူတိုင်းအိတ်ချပြီကိုဒူဆဲကဆိုရင်ကောင်းပိဆိုတဲ့အစားတောက်တွေကိုအိမ်မက်မက်နေတက်တက်ထင်ရတယ်သူ့မျက်နှာကိုကြည့်ရတာလဲဒီအတိုင်းပဲဒါပေမဲ့ကြာရှည်ကြည့်မနေနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့အချင်းကအကုန်ပြန်ပြီးလေးနာရီထိုးတာနဲ့တပြိုင်နက်အချင်းမန်လာတဲ့ဆရာဝန်ဟာအဲ့ရခါနေကြုံွားထပြီးတော့မှအနာရီကိုလက်မှကင်ထားတော့တာပဲဘာကြောင့်လဲသိလား သူ့အတွက်စပွဲကဖေးပေးဖို့ကိုဟာတမနစ်နောက်ကျသွားတာကိုမင်းရဲ့အန်နာတနင်္လာနေ့ဩဂတ်စ်လ9ရက်1943ချစ်တော်ကစ်တီရုပ်ဝက်ခန်းဆောင်ရဲ့နေ့စဉ်အချိန်စရာကိုကိုဆက်ပြောအောင်မယ်အခုညစာစားပုံကိုကိုဖော်ပြမယ်မစ္စတာဖန်တန်ကစရမယ်သူကအမြဲတမ်းဟင်းခွက်ကိုစားလိုက်ပြီသူတိုက်တံမန်တမရအကုန်ယူထားတာပဲ နောက်ပြီးတစ်ချိန်တည်းမှာလေးစကားလေးပြော။ "तू ပြောတာကိုနားထောင်မှသာတန်ဖိုးရှိတဲ့အတိုင်း तू ထင်မြင်ချက်တွေကိုရှောက်ပြော။ဒါနဲ့မဆုံးသေးဘူး။"အယောက်ယောက်ကများသူ့ကိုမေးခွန်းထုတ်ရဲတယ်ဆိုရင်သူဟာစကားကိုဆက်တိုက်မပြီးတော့ပြန်ဘူးကိုကတော့ဘယ်တော့မှသူနဲ့ဖက်ပြီးမငင်းဘူးမင်းလက်တခါပြောပြီးရင်သူနဲ့နောက်ဘယ်တော့မှပြောဖို့ကြိုးစားတော့မှာမဟုတ်ဘူးဆိုတာကိုသိတယ်သူသားလည်းအကြံကောင်းညံကောင်းရှိတယ်သူသားလည်းဟရာရာကိုသိတယ်ကောင်းပါပြီသူ့မှာအုံနောက်ရှိတယ်ဆိုပါတော့ ဒါပေမဲ့ဒီလူကြီးမှာကိုကိုကိုကြည်နှက်တဲ့စိတ်ကအထွတ်ထိပ်ရောက်နေတယ်လို့ကိုထင်တယ်။ဒေါ်ဖန်ဒန်သူနဲ့ပတ်သက်လို့ကတော့ကိုကရင်ငုံနှုတ်ပိတ်နေစေပဲ။သူစိတ်ဆိုးနေပြီဆိုရင်သူ့မျက်နှာကိုကြည့်ရက်စရာတော့မရှိဘူး။အနီးကပ်လေလာတော့သူဟာငင်းရခုန်ကြရတဲ့အကြောင်းရင်းတွေရဲ့တရက်ခံပဲဆိုတာကိုတွေ့ရတယ်။လူတိုင်းကသူ့ပြဿနာကိုမသိချင်ဟန်ဆောင်ဖို့ကြိုးစားတယ်။တချို့ကတော့လေသူ့ကိုမီးလောင်ကလေးပင်လို့ခေါ်ကြတယ်။ ပြဿနာတွေပေါ်တော့လေရည်စရာပဲ Miss Spring ကအန်နာကိုစန့်ကျင်ပြီး Margot ကဖေဖေနဲ့မတည့်ဆိုတော့ဘေးအေးချမ်းနိုင်ပါမလဲစားတဲ့တပ်တဲ့အခါကျတော့ Miss Vandan ကအသေးဆုံးအာလူလေးတွေကိုပစက်နဲ့အပြည့်ပလောက်ပလောင်ထက်ကောင်းပေ့ဆိုတာတွေကိုပကံထဲမှာထားရတာကသူစနစ်ပဲပြီးတော့မှတခြားသူတွေကိုကိုအလေးကြဟင်ထဲကြပေါ့လေနောက်ပြီးသူကစကားပြောရင်ဘယ်သူကစိတ်ဝင်စားတယ်ဘယ်သူနားထောင်နေတယ်ဆိုတာအရေးမကြီးဘူး မစ်စပန်တန်ပြောတာဆိုရင်လူတိုင်းကစိတ်ဝင်စားရတယ်လို့များထင်နေသလားမသိဘူးမြူတဲ့အပြုံမျိုးပြုံးအရာရာကိုသိပါတယ်ဆိုတဲ့မျက်နှာပြင်းနဲ့လူတိုင်းကိုအားပေးတယ်အကြံပေးတယ်ခဏတော့အထင်ကြီးစရာပဲရေရှည်နားထောင်လေးလေးအကောင်းဟူသမျှအပပြောက်သွားလေပေါ့နံပါတ်1သူဟာဝရိယရှိတယ်နံပါတ်2သူဟာရွှင်ရွှင်ပြပြရှိတယ်နံပါတ်3မြူတယ်တစ်ခါတည်းရလှတယ်အေးသူကတော့ ပီထရိုနဲလာဖန်တန်းပါတယ်ရှင်။တတိယမြောက်စားဖို့တပ်ဖက်သူစီကတော့စကားတန်တိတ်မကြားရဘူး။မစ္စတာဖန်တန်းအငယ်စားကအမြဲတမ်းခက်အီအီနီးလိရှိပြီးသူ့ကိုယ်သူလည်းတိတ်ပြီးဖိမထားဘူး။စားတဲ့တောက်တဲ့ဝမ်ပိုက်ကတော့ဘယ်တော့မှမပြေတဲ့အညာဆန်လီဝမ်ခေါင်းအတိုင်းပဲ။အစားကိုအလော30စားပြီးပလားဆိုရင်နောက်ထပ်နှစ်ဆထပ်စားနိုင်သေးတယ်လို့ခက်တတီနဲ့ကြီးညာတက်သေးတယ်။နံပါတ်၄မာဂော့ ကြွက်မလေးလိုစားပြီးလုံးလုံးစကားမပြောဘူးတစ်တီးနဲ့ဟင်းရွက်ပဲစားတယ်။ဒါကြောင့်ပိန်တားလို့ဖန်တန်းတို့ကဆုံးဖြတ်တယ်။ကိုတို့ကတော့လေကောင်းလေတက်မရလို့မကစားရလို့လို့ထင်တယ်။သူ့အပြင်မေမေစားလဲစားစကားလဲကြွေပေါ့မစ်ဖန်တန်းတို့အင်ရှင်မပါလားလို့ဘယ်သူကမှအထင်မခံရဘူး။မစ်ဖန်တန်းကချက်ပြုတ်ပြီးမေမေကစေးကြောတိုက်ချွတ်တာကိုနံပါတ်6နဲ့ခုံဖေဖေနဲ့ကို့အကြောင်းတော့သိပ်မပြောတော့ဘူး။ ဖေဖေဟာစပွဲတစ်ခုလုံးမှာအကဲခတ်ရခက်ဆုံးနဲ့သူ့အတွက်ဆိုရင်ဘာမှမလုပ်တလို့ပဲအကောင်းဆုံးစံပြတိတ်ဟုတ်ပဲသူ့နားမှာတော့လျုပ်ဝက်ခန်းဆောင်ရဲ့အာယုံကြောများစုစည်းထားသူပေါ့ဒေါက်တာဒူဆယ်သူ့အဖို့ပဲသူတည်တယ်တခြားသူအတွက်မကြည့်အစားကိုတွင်တွင်စားစကားကိုဘယ်တော့မှမပြောတကယ်လို့သူပြောခဲ့ရင်လည်းအစားအတော့ကြောင့်ကလွဲလို့မပါဘူးအစားအတော့ကကောင်းတယ်လို့ဘယ်တော့မှမပြောဘူးမကောင်းဘူးလို့တော့ခဏခဏပြောတယ် ကုတ်အင်းကြီးအနီးချိန်ရက်ဖက်အနှက်ဂေါ်ခိုင်းတက်မျက်မှန်ကိုတက်ပြီးစပွဲမှာတကုန်းကုန်းအလုတ်လုံနေတာကြီးပဲသူ့အကြိုက်ဆုံးအလုတ်ဖြစ်တဲ့စားစရာရှဲရင်စားအိတ်ချင်ရင်အိတ်သူ့အသွားဆုံးနေရာဖြစ်တဲ့အိမ်သာတက်ရင်တက်တခြားအချိန်မှာတော့စပွဲမှာကြီးပဲအိမ်သာတက်တာကတော့တရားလွန်တယ်တနေ့ကို3-4ချိန်တက်ပြီးတစ်ခါတစ်ခါတက်ရင်လည်းမပြီးနိုင်ဘူးသွားချင်တဲ့လူကပိန်လေးပြီးအောင်းအီးဆောင်ပြီးတော့ မအောင်နိုင်လို့တကားခေါက်နေသူကတော့အတော်မပြက်ဘူး9ခုနှစ်နာရီ15မိနစ်ကနေ9နာရီခွဲအထိ17နာရီခွဲကနေ3နာရီအထိ9နာရီကနေ9နာရီ15မိနစ်အထိ6နာရီကနေ6နာရီ15မိနစ်အထိအဲ့ဒီအချိန်တွေကိုတေးတေးချာချာမှတ်ထားလို့ရတယ်အဲ့ဒီအချိန်တွေဟာမမှန်ထိုင်ချိန်တွေပဲတကားနောက်ကတစုံတယောက်လာပြီးမအောင်အေးနိုင်လို့ဘယ်လိုအတန်ပိတ်ပေးသူကတော့မဖြုတ်ဘူး နံပါတ်9ကတော့လျှို့ဝှက်ခန်းဆောင်မိသားစုဝင်မဟုတ်ဘူးအိမ်အဖော်စပွဲအဖော်ပေါ့သူကအဲလီလေးစားတဲ့နေရာမှာလဲပကံပြောင်းအောင်စားတယ်ကြီးလည်းမများဘူးလူတိုင်းကိုလဲချစ်ခင်အောင်နေတတ်တယ်ပျော်တတ်တယ်စိတ်ကောင်းရှိတယ်သဘောတကာရကောင်းနေအဲ့ဒါသူ့ရဲ့အသွေးလက္ခဏာတွေပါပဲမင်းရဲ့အန်နာ